အားလုံးပဲမင်္ဂလာပါရှင် Rivory by Moni Channel မှာကြိုဆိုလိုက်ပါတယ်ကက်စပါဇော်ရဲ့လူမကြိုက်တာခံရတဲ့တက်တီဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အပိုင်း၈ပါဘဝဆိုတာပြိုင်ပွဲတစ်ခုမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒါကိုကျွန်တော်တကယ်သဘောမပေါက်သေးဘူးလို့ထင်တယ်ကောင်းပြီလေမင်းကြိုက်တာငါ့ကိုမေးနိုင်ပါတယ်ကြီးမြတ်မှုကိုလမ်းဆွတ်ခြင်း လူတယောက်ဟာပုံမိုအဆင့်မြင့်တဲ့လူတယောက်ဖြစ်လာအောင်ကြိုးပမ်းတာဟာလူတိုင်းအလိုရှိကြတဲ့ဆန္ဒဖြစ်တယ်လို့အက်ဒလာက လက်ခံတယ်ဟုတ်တယ်မဟုတ်လားခြားတစ်ဖက်မှာလည်းသူဟာနှိမ့်ကြတယ်ဆိုတဲ့ခံစားချက်နဲ့မြင့်မားတယ်ဆိုတဲ့ခံစားချက်တွေအလွန်ကြုံပေါ်မလာဖို့ကိုလည်းသတိပေးထားပြန်တယ်။အဲ့ဒီနှစ်ချက်စလုံးကိုကျွန်တော်လက်ခံပါတယ်။ဆိုတော့ကျွန်တော်တို့အနေနဲ့မပါလို့ရမလဲ။ဒီလိုစဉ်းစားကြည့် ကြည်မြင့်မှုကိုလှမ်းဆွတ်ခြင်းကြောင့်ငါတို့ပြောကြတဲ့အခါမှာအဲ့ဒါကိုတခြားသူတွေထက်သာအောင်ကြိုးပမ်းတာလို့ငါတို့ထင်မြင်ယူဆသွားနိုင်တဲ့အလားအလာရှိနေတယ်။အမြင့်ကိုလှမ်းတက်ဖို့ဆိုတဲ့အနက်အဓိပ္ပာယ်အခြားသူတွေကိုကန့်ချတာဆိုတဲ့အဓိပ္ပာယ်တွေအထီတောင်မှတ်ယူသွားမိစေဖို့အလားအလာရှိနေတယ်။စိတ်ထဲမှာလည်းလှေကားတစ်ခုကိုတက်နေရင် ထိတ်ဆုံးရောက်အောင်အခြားသူတွေကိုတွန်းထိုးကန့်ချပြီးတက်နေတဲ့ပုံရိပ်ကိုမြင်ရောင်မိနေလိမ့်မယ်။အဲ့လာကအဲ့လို စိတ်နေစိတ်ထားမျိုးကိုထောက်ခံမြှောက်ပင့်ပေးနေတာမဟုတ်ပါဘူး။သူပြောနေတာက တူညီတဲ့ကစားကွင်းကြီးတစ်ခုထဲမှာရှေ့ဆက်ရွေ့လျားနေကြတဲ့သူတွေရှိတယ်။ပြီးတော့သူတို့ကိုနောက်မှချန်ပြီးသူတို့ရဲ့ရှေ့ကနေရှေ့ဆက်ရွေ့လျားနေကြတဲ့သူတွေလည်းရှိတယ်။အဲ့ဒီပုံရိပ်ကိုစိတ်ထဲမှာမှတ်ထားပါ။ရောက်တဲ့အကွာဝေးနဲ့သွားတဲ့အမြန်နှုံးတွေကွဲပြားကြပေမဲ့လူတိုင်းဟာတူညီတဲ့ကွင်းပြင်ကြီးတစ်ခုအတွင်းမှာညီတူမျှတူရှောက်လန်းခွင့်ရနေပါတယ်။ကြီးမြင့်မှုကိုလှမ်းဆွတ်ခြင်းဆိုတာက ကို့လျှောက်လမ်းမှာကို့ခြေလမ်းကိုပဲရှေ့ဆက်တိုးမယ်ဆိုတဲ့စိတ်သဘောထားပါ အခြားသူတွေထက်တာအောင်ငါရှောက်လမ်းမယ်ဆိုတဲ့ပြိုင်ပွဲလိုသဘောထားတဲ့စိတ်သဘောထားမျိုးမဟုတ်ပါဘူး။ဆိုတော့ဘဝဆိုတာဟာပြိုင်ပွဲတစ်ခုမဟုတ်ဘူးပေါ့။အမှန်ပါပဲ။ရှေ့ဆက်ပြီးရှောက်လမ်းနေတယ်ဆိုတာနဲ့တင်လုံလောက်နေပါပြီ။ဘယ်သူနဲ့မှပြိုင်ဆိုင်နေဖို့မလိုပါဘူး။ပြီးတော့ကိုကိုကိုတခြားသူတယောက်နဲ့နှိုင်းရှင်ကြည့်မြင်ဖို့ဆိုတာကလုံးဝကိုမလိုအပ်ပါဘူး။မဟုတ်ဘူး။အဲ့ဒါကမဖြစ်နိုင်ဘူး။ ကျွန်တော်တို့ဟာဘာပဲဖြစ်နေဖြစ်နေကိုကိုကိုအခြားသူတွေနဲ့နှိုင်းရှင်ကြည့်မိနေကြတာပဲအဲ့ဒီကနေပဲကျွန်တော်တို့ရဲ့နှိမ့်ကြတယ်ဆိုတဲ့ခံစားချက်တွေထွက်ပေါ်လာတာပဲလေမဟုတ်ဘူးလားကောင်းကျိုးပြုတဲ့နှိမ့်ကြတယ်ဆိုတဲ့ခံစားချက်ဟာအခြားသူတွေနဲ့နှိုင်းရှင်ကြည့်ရကနေဖြစ်ပေါ်လာတဲ့အရာတခုမဟုတ်ပါဘူးကို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 စံပြုတ်တတ်မှတ်ထားတဲ့အကောင်းဆုံးဆိုတဲ့အနေအထားတခုနဲ့နှိုင်းရှင်ကြည့်မြင်ရကနေပေါ်ပေါက်လာတဲ့အရာပါဒါပေမဲ့ဒီမှာငါတို့အားလုံးဟာကွဲပြားခြားနားကြတယ် ၊လိင်အသက်အသိပညာအတွေ့အကြုံတွင်ပြင်လက္ခဏာတွေဘာမှမတူကြဘူးအတိအကျလုံးဝတူညီပါတယ်ဆိုတဲ့လူနှစ်ဦးဘယ်တော့မှမရှိဘူးအခြားသူတွေဟာငါတို့နဲ့မတူကွဲပြားကြတယ်ဆိုတဲ့အချက်ကိုအပြုသဘောဆောင်တဲ့စိတ်နဲ့အတိမတ်ပြုကြရအောင်ပါပြီးတော့ငါတို့ဟာမတူညီကြပေမဲ့ညီတူညီမျှတော့ဖြစ်ကြပါတယ်ကျွန်တော်တို့ဟာမတူညီကြပေမဲ့ညီတူညီမျှတော့ဖြစ်ကြတယ်ဟုတ်လားအမှန်ပဲလူတိုင်းဟာကွဲပြားခြားနားကြတယ် ကွဲပြားခြားနားတယ်ဆိုတာကိုကောင်းတယ်ဆိုးတယ်ဆိုတာတွေမြင့်မားတယ်နှိမ့်ကြတယ်ဆိုတာတွေနဲ့ရောထွေးမပစ်လိုက်နဲ့ငါတို့မှာဘလို့ကွဲပြားခြားနားမှုတွေပဲရှိနေပါစေငါတို့အားလုံးဟာညီတူညီမျှပါပဲလူတွေမှာယာထူးကုံသိန်ကွဲပြားခြားနားမှုတွေရှိမနေဘူးလားစိတ်ကူးရှုမြင်ပြီးပြောရမယ်ဆိုရင်တော့ခင်ဗျားပြောတဲ့အတိုင်းဖြစ်လိမ့်မယ်ဒါပေမဲ့အခုကျွန်တော်တို့ကလက်တွေ့ကြတဲ့အခြေအနေတွေကိုရိုးရိုးသားသားပွန့်ပွန့်လင်းလင်းဆွေးနွေးနေကြတာမဟုတ်လားဥပမာအားဖြင့်ကျွန်တော်ရဲ့လူရဲ့တယောက်ရဲ့ကလေးလေးတယောက်ရဲ့ ်တင်ချာပုပ်စာတပုပ်စီအတွက်တွက်ချက်ရခက်ခဲနေတာကိုညီသူညီမျှဖြစ်တယ်လို့ပြောလို့ရပါမလားအတိညာနဲ့အတွေ့အကြုံပမာဏအရပြောရမယ်ဆိုရင်ပြီးတော့ယူရမယ့်တာဝန်ခံမှုပမာဏအရပြောရမယ်ဆိုရင်တော့ကွက်ပြချားနာပါတယ်ကလေးလေးဟာသူ့ဖက်နဲ့ကြိုးကိုတောင်တေးသေးချာချာခြိတက်အောင်မှမဟုတ်ဘူးရှုပ်ထွေးတဲ့တင်ချာပုပ်စာတွေကိုလည်းဘယ်ဖြည့်ချင်းတက်လိမ်အောင်မလဲပြဿနာတစ်ခုခုကြုံလာပြီဆိုရင်လေလူရွယ်လောက်သူတာဝန်ခံပြီးဘယ်ဖြည့်ရှင်းနိုင်မလဲဒါပေမဲ့အဲ့အရာတွေကလူသားတန်ဖိုးစံနှုန်းနဲ့ လူသားတံပိုးနှုံးဆန်နဲ့ပတ်သက်ရင်ဘာမှမဆိုင်ပါဘူး။ငါ့အဖြေကတော့မပြောင်းလဲပါဘူး။လူသားတွေဟာညီတူညီမျှရှိတယ်။ဒါပေမဲ့မတူညီကြဘူး။ခင်ဗျားဆိုလိုတာကကလေးငယ်တယောက်ကိုလည်းအရွယ်ရောက်ပြီးတဲ့လူတယောက်နဲ့ညီတူညီမျှဆက်ဆံရမယ်လို့ဆိုလိုတာလား။မဟုတ်ပါဘူး။ကလေးငယ်တယောက်ကိုကလေးလိုဆက်ဆံတာအရွယ်ရောက်ပြီးသားလူတယောက်လိုဆက်ဆံတာမျိုးဆိုတာထက်သူ့ကိုလူသားတယောက်လိုပဲဆက်ဆံရမှာပါ။ကလေးငယ်တယောက်ကိုလည်းအခြားသောလူသားတယောက်ကိုဆက်ဆံတယ်လို့ပဲဆက်ဆံရမှာပါ။ မိကုန်းကိုပြောင်းကြရအောင်လူတွေအားလုံးဟာညီတူညီမျှဖြစ်တယ်သူတို့ဟာတူညီတဲ့ကစားကွင်းကြီးထဲမှာရှိကြတယ်ဒါပေမဲ့တကယ်တမ်းမှာကအဲ့ဒီမှာလဲမညီမျှမှုတွေရှိနေတာပဲမဟုတ်လားရှေ့ကိုမြန်မြန်သွားနိုင်တဲ့သူကမြင့်မားမယ်နောက်မှာကြံရဲခဲ့တဲ့သူတွေကနှိမ့်ကြမယ်သူတို့ကအဲ့ဒီမှာလဲမြင့်မားတယ်နှိမ့်ပါတယ်ဆိုတဲ့ပြဿနာတွေကိုကြုံတွေ့ရမှာပဲမဟုတ်ဘူးလားမဟုတ်ပါဘူးအဲ့ဒါလိုမဖြစ်ပါဘူးရှေ့ရအောင်ရှောက်တာပဲဖြစ်ဖြစ်နောက်မှာကြံရဲခဲ့တာပဲဖြစ်ဖြစ်ကအိစမရှိပါဘူး အဲ့ဒါကငါတို့ဟာ downlight ဝင်ရိုးမရှိတဲ့ဘင်းကြီးမျက်နှာပြင်တစ်ခုမှလမ်းလျှောက်နေရတယ်လို့ပါပဲငါတို့ဟာတယောက်ယောက်နဲ့ရှင်ပြိုင်ဖို့ရအတွက်ရှောက်နေကြတာမဟုတ်ပါဘူးငါတို့ရှောက်နေတာကအတိတ်ကငါထက်အခုငါလေးကတမိုးပိုရှိလာဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့သာစူးစမ်းရှောက်လန်းနေကြတာပါခမရရောပုံစံမျိုးစုံသောရှင်ပြိုင်မှုတွေကနေလွတ်ကင်းနေပြီလားလွတ်ကင်းပြီပေါ့ဂုံတိတ်ခါအဆင့်တန်းတွေ ဂုံယူမှုတွေဆိုတာကိုငါမတွေးဘူး။ငါကိုငါလောကထဲကဘလို့ပြိုင်ပွဲထဲမှာမှဝင်မပြိုင်နဲ့ပြင်ပဒသနပညာရှင်တယောက်လို့သဘောထားပြီးတော့ပဲနေထိုင်တော့တယ်။အဲ့ကခမားဟာပြိုင်ပွဲတွေကိုလွှတ်ချပြီးအရှုံးတွေကိုလက်ခံထားတယ်လို့ဆိုလိုတာလားမဟုတ်ပါဘူးငါဟာနိုင်ချင်းရှုံးချင်းဆိုတဲ့ကြိုတင်သတ်မှတ်ချက်တွေရှိတဲ့နေရာကနေနှုတ်ထွက်လိုက်တာပါလူတယောက်ဟာတခုခုဖြစ်ဖို့ကြိုးစားတဲ့အခါပြိုင်ပွဲတွေဟာရှောင်လွဲမရစွာပဲသူ့လမ်းမှာပေါပေါက်လာတော့တာပါပဲ မဟုတ်တာဒါဟာပင်မန်းနွမ်းလေးရနေတဲ့အဖိုးကြီးတယောက်ရဲ့စကားပဲကျွန်တော်လိုငယ်ရွယ်သူတယောက်အနေနဲ့ကတော့ပြိုင်ပွဲတွေရဲ့ဖိအားအောက်မှာကိုယ့်ဖက်နဲ့ကြိုးကိုခိုင်ခိုင်ဆွဲချီနေုံမှာပဲဘာကြောင့်လဲဆိုတော့ကျွန်တော်နဲ့ဘေးမှာပြိုင်ဘက်တာမရှိဘူးဆိုရင်ကျွန်တော်ကိုကိုကိုထက်တာအောင်ပြိုင်ဆိုင်ဖို့ဆိုတာမျိုးမလုပ်နိုင်လို့ပဲလူလူချင်းဆက်ဆံရေးကိုပြိုင်ပွဲတစ်ခုအတွင်းနဲ့ရှုမြင်စဉ်းစားတာကဘာများမားနေလို့လဲတကယ်လို့အဲ့ဒီပြိုင်ဘက်ဆိုတဲ့သူတယောက်ကိုရဲဘော်ရဲဘက်လို့မင်းခေါ်နိုင်မယ်ဆိုရင် အဲ့ဒါဟာကိုကိုကိုတိုးတက်ရေးကိုအထောက်အကူပြုပြီးတိုးတက်လာနိုင်ပါလိမ့်မယ်။ဒါပေမဲ့ကိစ္စတော်တော်များများမှာပြိုင်ဘက်တွေဟာမင်းရဲ့ရဲဘော်ရဲဘက်ဖြစ်မလာနိုင်ပါဘူး။တိတိကျကျပါကို ဆိုလိုချင်တာလေ။မင်းရဲ့ပုံမှန်တွင်ပြင်းနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်နေတာမင်းတယောက်တည်းပါ။ငါတို့ပြောခဲ့တာတွေကိုချုပ်ကြည့်လိုက်ကြရအောင်။ဥဆုံးအနေနဲ့ပြဿနာအားလုံးဟာလူလူချင်းဆက်ဆံရေးနဲ့ဆိုင်တဲ့ပြဿနာတွေကြီးပါပဲဆိုတော့ အဒလာရဲ့အဆိုပြုချက်ကိုမင်းမကြည့်လဲဘူးလို့ပြောတယ်ဟုတ်တယ်နော်အဲ့ဒါဟာနိုင်ကြတယ်ဆိုတဲ့ခံစားချက်နဲ့ပတ်သက်ပြီးငါတို့ဆွေးနွေးနေတာတွေအတွက်အခြေခံအချက်ပဲဟုတ်ကဲ့အဲ့ဒါအမှန်ပါပဲနိုင်ကြတယ်ဆိုတဲ့ခံစားချက်အကြောင်းကအတော်လေးကြဲပြန့်တော့အဲ့ဒီအချက်ကိုကျွန်တော်မိတော့မလို့လို့ဖြစ်သွားတယ်အဲ့ဒီအချက်ကိုခင်ဗျားဘာကြောင့်ဥဆုံးအနေနဲ့ထားရတာလဲအဲ့ဒါကပြိုင်ဆိုင်မှုဆိုတဲ့အကြောင်းအရာနဲ့ဆက်ဆက်နေတယ်အဲ့ဒါကိုမှတ်ထားပေးပါ လူတယောက်ရဲ့လူလူချင်းဆက်ဆံရေးရဲ့အတွင်းအကျဆုံးအနှစ်အသားမှာကြိုင်ဆိုင်မှုဆိုတာရှိနေခဲ့ရင်သူဟာလူလူချင်းဆက်ဆံရေးပြဿနာတွေကနေလွတ်မြောက်နိုင်စွမ်းရှိမှာမဟုတ်ဘူးဒါမှမဟုတ်ကံကြမ္မာဇိုးကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူးဘာကြောင့်မလွတ်မြောက်နိုင်ရမှာလဲဘာကြောင့်လဲဆိုတော့ပြိုင်ဆိုင်မှုရဲ့အဆုံးမှာအနိုင်ရသူတွေနဲ့ရှုံးနိမ့်သူတွေဆိုတာရှိနေလို့ပဲအနိုင်ရသူတွေနဲ့ရှုံးနိမ့်သူတွေရှိနေတယ်ဆိုတော့ဟာလုံးဝအဆင်ပြေနေကြပါပဲ အဲ့ဒါကိုနည်းနည်းတွေးကြည့်စမ်းပါအဲ့ဒါကမင်းကိုယ်တိုင်ပဲဆိုကြပါစို့မင်းဟာမင်းဝင်းကျယ်မှာရှိတဲ့လူတွေနဲ့ပြိုင်ဆိုင်လူစိတ်ရှိနေတယ်သူတို့နဲ့မင်းရဲ့ဆက်ဆံရေးမှာမင်းအတွက်ရွေးချယ်စရာအခြားမရှိပဲအောင်ပွဲဒါမှမဟုတ်ရှုံးနိမ့်မှုဆိုတာကိုပဲမင်းသိနေတော့လိမ့်မယ်ကိုကကြီးကဒီကြော်ကြားတဲ့တက္ကသိုလ်ကိုတက်ခွင့်ရတယ်ကိုခခွေကကုမ္ပဏီကြီးတစ်ခုမှအလုပ်ရတယ်ပြီးတော့ကိုကငယ်ကချုံမော့လှပတဲ့မင်းမပြိုလေးတူနဲ့တွဲနေတယ်မင်းကမင်းကိုမင်းသူတို့နဲ့လိုက်နှိုင်းရှင်ပြီးဒီလိုတွေးမယ် ငါမှာတော့အဲ့ဒါမျိုးတွေဘာမှမရှိပါလားအဲ့ဒါကတော်တော်လေးတိတိကျကျပုံပေါ်နေတာပဲလူတယောက်ဟာပြိုင်ပွဲနဲ့အောင်ပွဲရှုံးနိမ့်မှုဆိုတဲ့စိတ်ရှိနေရင်နှိမ့်ကြတယ်ဆိုတဲ့ခံစားချက်ပေါ်လာဖို့ကဘလို့မှရှောင်လွဲလို့မရတော့ဘူးဘာကြောင့်လဲဆိုတော့သူဟာသူ့ကိုယ်သူအခြားသူတွေနဲ့အမြဲမပြတ်နှိုင်းရှင်နေပြီးဒီလူကိုငါနိုင်သွားပြီဒါမှမဟုတ်ငါဒီလူကိုရှုံးသွားပြီလို့ပဲစဉ်းစားမိနေမှဖြစ်တာကြောင့်ပဲ အငုံစိမ့်နဲ့ဘဝင်မြင့်မှုဆိုတဲ့ဥပါဒဏ်တွေဟာအဲ့ဒီအချက်ကနေစင့်ပွားပေါ်ထွက်လာတဲ့အရာတွေပဲကဲအခုဒီလိုအခြေအနေမှာမင်းတို့အခြားသူတယောက်ဆိုတာဘလို့လူမျိုး ဖြစ်တယ်လို့မင်းထင်မြင်နေဦးမှာလဲကျွန်တော်မသိဘူးပြိုင်ဘက်တယောက်လို့ထင်မိမယ်လို့ကျွန်တော်ထင်တယ်မဟုတ်ဘူးပြိုင်ဘက်တက်တက်တာမဟုတ်ဘူးကွအဲ့ဒါကိုမင်းမသိခင်မှာကမ္ဘာပေါ်မှာရှိသမျှလူတိုင်းကိုမင်းရဲ့ရန်သူလို့မင်းစပြီးကြည့်မြင်လာမိမှာပဲကျွန်တော်ရန်သူဟုတ်လား လူတွေကမင်းကိုအမြဲတမ်းနှိမ်ချဆက်ဆံနေတယ်။မင်းကိုအထင်မြင်သေးပြီးဆက်ဆံနေကြတယ်လို့မင်းစတင်ပြီးရှုမြင်လာမယ်။သူတို့အားလုံးဟာဘယ်တော့မှ short word ထားလို့မရတဲ့ရန်သူတွေဖြစ်တယ်လို့မင်းရှုမြင်လာလိမ့်မယ်။မင်းရဲ့အလစ်အငိုက်ကိုအမြဲချောင်းနေပြီးမင်းကိုတိုက်ခိုက်ဖို့ကြိုးပမ်းနေကြသူတွေလို့ဖြစ်တယ်လို့မင်းထင်မြင်လာလိမ့်မယ်။တူတူပြောရရင်တော့ကမ္ဘာလောကကြီးဟာထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့နေရာကြီးတစ်ခုလို့မင်းထင်မြင်လာလိမ့်မယ်။ဘယ်တော့မှ short word လို့မရတဲ့ရန်သူတွေအဲ့ဒါကကျွန်တော်ပြန်ဆိုင်နေရတဲ့သူတွေပဲ။ ပြိုင်ဆိုင်မှုတွေကဘာကြောင့်ထိတ်လန့်စရာကောင်းသလဲဆိုတဲ့အချက်ကအဲ့ဒါပဲမင်းဟာအရှုံးသမားတယောက်မဟုတ်ဘူးဆိုရင်တောင်မှမင်းဟာအမြဲစရိုက်အနိုင်ရနေတဲ့သူတယောက်ဖြစ်တယ်ဆိုရင်တောင်မှမင်းဟာငြိမ်းချမ်းတဲ့အခိုက်အတန့်လေးကိုဘယ်တော့မှခံစားရရှိနိုင်မှာမဟုတ်ဘူးမင်းဟာအရှုံးသမားတယောက်မဖြစ်ချင်ဘူးပြီးတော့မင်းအရှုံးသမားတယောက်မဖြစ်ချင်ဘူးဆိုရင်မင်းဟာအမြဲမပြတ်အောင်နိုင်နေတဲ့သူတယောက်ဖြစ်အောင်ကြိုးပမ်းရတော့မယ်မင်းခြားသူတွေကိုယုံကြည်လို့ရနိုင်တော့မှာမဟုတ်ဘူးလူအဖွဲ့စည်းရဲ့အမြင်မှာ သူတို့ရဲ့အောင်မြင်မှုကိုတိဆောက်ပြနေစေမှာညားစွာသောလူတွေတကယ်တမ်းပျော်ရွှင်မှုကိုမခံစားကြရတဲ့အကြောင်းရင်းကသူတို့ဟာပြိုင်ဆိုင်မှုတွေနဲ့နေထိုင်နေကြလို့ပဲ။ဘာကြောင့်လဲဆိုတော့သူတို့အတွက်ကကမ္ဘာလောကဟာရန်သူတွေနဲ့ပြည့်နှက်နေတဲ့ဘေးအန္တရာယ်ထူပြောတဲ့နေရာတစ်ခုဖြစ်နေလို့ပဲ။ကျွန်တော်လည်းအဲ့လိုပဲမြင်ပါတယ်။ဒါပေမဲ့ဒါပေမဲ့တခြားလူတွေကမင်းကို တကယ်တမ်းရောဂယူဆိုင်စောက်ကြည့်နေကြလို့လား။သူတို့တကယ်တမ်းပဲ အချိန်နဲ့မျှမင်းကိုစောင့်ကြည့်နေပြီးတိုက်ခိုက်ဖို့အတွက်အကောင်းဆုံးအခိုက်အတန့်ကိုချောင်းမြောင်းနေကြလို့လားအဲ့ဒါလိုတွေဖြစ်ပုံရမနေပါဘူးငါရဲ့ငယ်ရွယ်တဲ့မိဆွေတယောက်ဆိုရင်သူ့လူငယ်ဘဝတုန်းကမှန်ရှိမှအချိန်အတော်ကြာကြာနေပြီးသူ့စပင်ကိုတနေလေးရှိတယ်တခါသူအဲ့ဒါလိုလုံနေတော့သူ့အဖွားကမင်းရဲ့ပုံမှန်တရံကိုတကယ်တမ်းခ ्यू ဆိုင်ပြီးကြည့်ရတဲ့သူကမင်းတယောက်တည်းပဲရှိတာပါလို့ပြောလိုက်တယ်အဲ့ဒီကိစ္စဖြစ်ပြီးနောက်ပိုင်းမှာဘဝမှာနေထိုင်ရတာသူ့အဖို့ပိုလွယ်ကူအဆင်ပြေသွားတယ်လို့သူကပြောခဲ့တယ် ဒီမှာအဲ့ဒါကကျွန်တော်ကိုဝေဖန်အဆက်ခွဲနေတာပဲမဟုတ်ဘူးလားဟုတ်တယ်ကျွန်တော်ဝင်းကျင်မှာလူတွေကိုကျွန်တော်ရမ်းသူလိုသဘောထားတယ်ကျွန်တော်ကတိုက်ခိုက်ခံရမှာကိုအမြဲမပြတ်ကြောက်လန့်နေတယ်ကျွန်တော်စီကိုဝဲပြန်လာမဲ့အမြားတံတွေကိုကျွန်တော်စိုးထိတ်နေတယ်အခြားသူတွေရဲ့စောင့်ကြည့်တာကိုကျွန်တော်ခံနေရတယ်လို့အမြဲမပြတ်တွေးတောနေတယ်လူတွေကကျွန်တော်မကောင်းချောင်းကိုဝေဖန်ပြီးကျွန်တော်ကိုတိုက်ခိုက်ခံရမှာကိုကျွန်တော်ပူပန်နေတယ်အဲ့ဒါကသူ့ကိုယ်သူမှန်နေတဲ့စိမ့်စိမ့်နဲ့ကြည်နေတဲ့တဲ့ဆယ်ကျော်တက်လေးလို့ ကိုကိုကိုအလွန်မင်း give site လုံးနဲ့တုံ့ပြန်မှုတစ်ခုပဲဆိုတာမှတ်ပါတယ်။ကမ္ဘာလောကထဲကလူတွေကကျွန်တော်ကိုဘယ်သူမှ give site မနေကြပါဘူး။ကျွန်တော်ကင်းမီကောက်ထောင်ပြီးလမ်းလျှောက်သွားနေရင်တောင်မှဘယ်သူကမှ give ပြုမိကြမှာမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်မသိဘူး။နောက်ဆုံးမှခင်ဗျားကကျွန်တော်ရဲ့နိုင်ကြတယ်ဆိုတဲ့ခံစားချက်ဟာကျွန်တော်ကိုယ်တိုင်ရွေးချယ်ထားတာ။အဲ့ဒါဟာကျွန်တော်ဖြစ်ချင်နေတဲ့ရည်မှန်းချက်တစ်မျိုးဖြစ်တယ်လို့ပြောနေရလား။အဲ့ဒါဟာကျွန်တော်ဖို့တော့လုံးဝအထိပယ်မရှိဘူး။ဆိုတော့အဲ့ဒါကဘာကြောင့်လဲ။ ျွန်တော်မှာကျွန်တော်ထက်၃နှစ်ကြီးတဲ့အကိုတယောက်ရှိတယ်။သူဟာတကယ်အကိုကြီးဆိုတဲ့ပုံရိပ်နဲ့တစ်ထက်သေးပဲ။ကျွန်တော်တို့မိဘတွေပြောတဲ့အတိုင်းသူအမြဲတမ်းလှုပ်တယ်။သူစားတော်တယ်၊အားကစားတော်တယ်၊လုံလောက်ရီယာရှိတယ်။ကျွန်တော်ငယ်ငယ်လေးတုန်းကဆိုရင်သူနဲ့အမြဲပဲနှိုင်းရှင်ခံရတယ်။သူကအမြဲတမ်းအသက်ပိုကြီးပြီးရှေ့ရောက်နေတယ်။ဆိုတော့ကျွန်တော်သူ့ကိုဘယ်တော့မှအနိုင်မရနိုင်ခဲ့ဘူး။အဲ့ဒါလို့အချိန်နေကွာဟမှုကိုကျွန်တော်မိဘတွေကလုံးဝခင်မဆိုင်ဘူး။ပြီးတော့ကျွန်တော်ကိုအတိမတ်ပြုတဲ့လက္ခဏာလဲဘယ်တော့မှမပြဘူး။ ကျွန်တော်ဘာပဲလှုပ်လှုပ်ကလေးတယောက်လိုပဲဆက်ဆံခံရတယ်။အခွင့်ရတိုင်းအဆူပူခံနေရပြီးပါဇက်ပိတ်ထားစမ်းလို့ပဲပြောခံခဲ့ရတယ်။ကျွန်တော်ခံစားချက်တွေကိုကျွန်တော်ဟာကျွန်တော်မျိုးသိပ်ထားဖို့ကိုကျွန်တော်သင်ယူခဲ့ရတယ်။ကျွန်တော်ဘဝကိုနှိမ်ကြတယ်ဆိုတော့ခံစားချက်ကြီးကြီးမားမားနဲ့ကျွန်တော်နေထိုင်ခဲ့ရတယ်။ပြီးတော့ကျွန်တော်အကူနဲ့ပြိုင်ဆိုင်ပြီးနေထိုင်မှုဆိုတဲ့အသီးကလွဲလို့ကျွန်တော်မှတခြားရွေးချယ်စရာဘာမှမရှိခဲ့ဘူး။ငါနားလဲပါတယ်။တခါတလေမှအဲ့ဒါကိုကျွန်တော်ဒီလိုထင်မိတယ် ကျွန်တော်ဟာနေအောင်ကောင်းကောင်းမရပဲရှင်သန်ကြီးထွားလာရတဲ့ဘူးဒီတလုံးလိုပဲဆိုတော့ကျွန်တော်ဟာနှိမ့်ကြတယ်ဆိုတဲ့ခံစားချက်တွေနဲ့သဘာဝကျစာပဲလိန်ရှက်ဖွဲ့တည်နေတယ်အဲ့ဒါလိုအခြေအနေမျိုးနဲ့ကြုံရပြီးဘဝကိုဖြောင်းဖြောင်းတန်တန်ရှင်သန်ကြီးထွားနိုင်တဲ့သူမျိုးရှိရင်ကျွန်တော်သူ့ကိုတွေ့ချင်ပါတယ်ငါနားလဲပါတယ်မင်းဘလို့ခံစားနေရတယ်ဆိုတာကိုငါတကယ်ပဲနားလဲပါတယ်အခုမင်းနဲ့မင်းအကိုရဲ့ဆက်ဆံရေးအကြကပြိုင်ဆိုင်မှုဆိုတာကိုကြည့်လိုက်ကြရအောင် ပြန်ဆိုင်မှုဆိုတာကိုအခြေခံတဲ့ရှုထောင့်ကနေမင်းမစင်စားဘူးဆိုရင်မင်းနဲ့မင်းအကိုကြားကဆက်ဆံရေးနဲ့မင်းနဲ့တခြားသူတွေကြားကဆက်ဆံရေးမှာလူတွေကိုမင်းဘယ်လိုပုံစံရှုမြင်မလဲ။음ကျွန်တော်အကူကတော့ကျွန်တော်အကူပဲပေါ့။ခြားသူတွေကိုတော့အဲ့ဒါလိုမဟုတ်ပဲတမျိုးမြင်မိလိမ့်မယ်လို့ကျွန်တော်ထင်တယ်။မဟုတ်ဘူး။တို့ဟာပုံပြီးအပြုသဘောဆောင်တဲ့ရဲဘော်ရဲဘက်တွေဖြစ်လာလိမ့်မယ်။ရဲဘော်ရဲဘက်ဟုတ်လား။အစိုးရကမင်းမပြောခဲ့ဘူးလား။ ။ခြားသူတွေရဲ့ပျော်ရွှင်မှုကိုကျွန်တော်နှလုံးသားအပြည့်နဲ့ဝမ်းမြောက်ကြည်နူးမပေးနိုင်ဘူးလို့လေ။လူလူချင်းဆက်ဆံရေးကိုမင်းကပြိုင်ဆိုင်မှုလို့ထင်နေတယ်။ခြားသူတွေရဲ့ပျော်ရွှင်နေမှုကိုငါရဲ့အရှုံးလို့မင်းမြင်နေတယ်။အဲဒါကြောင့်မင်းမင်းဝမ်းမြောက်ကြည်နူးမပေးနိုင်တာဖြစ်တယ်။ဒါပေမဲ့တစုံတစ်ယောက်ဟာပြိုင်ဆိုင်မှုဆိုတဲ့ပုံစံတွေကနေကင်းလွတ်သွားတဲ့အချိန်မှာတယောက်ယောက်ပေါ်အောင်မွဲခံရမယ်ဆိုတဲ့လိုအပ်ချက်ဟာပျောက်ကွယ်သွားလိမ့်မယ်။သူဟာငါရှုံးကောင်းရှုံးသွားနိုင်တယ်လို့ပြောရမှာကိုကြောက်ရွံ့မှုကနေလဲလွတ်ကင်းတတ်တာသွားလိမ့်မယ်။ ပြီးတော့အခြားသူတွေရဲ့ပျော်ရွှင်မှုကိုလည်းနှလုံးသားအပြင်နဲ့ဝမ်းမြောက်ကြည်နူးနိုင်စွမ်းရှိလာလိမ့်မယ်။အခြားသူတွေပျော်ရွှင်ဖို့ရာကိုလည်းတက်တက်ကြွကြွလှုပ်ဆောင်ပေးနိုင်လာလိမ့်မယ်။လူတစ်ယောက်လိုအပ်နေချိန်မှာ အကူအညီပေးဖို့ရာဆန္ဒရှိနေတဲ့သူတစ်ယောက်ဟာမင်းရဲ့ရဲဘော်ရဲဘက်လို့ခေါ်ဆိုထိုက်တဲ့လူတစ်ယောက်ပါပဲ။အခုငါတို့အရေးကြီးတဲ့ပိုင်းကိုရောက်လာပြီ။လူတွေဟာငါ့ရဲ့ရဲဘော်ရဲဘက်တွေဖြစ်တယ်လို့မင်းတကယ်ခံစားနိုင်စွမ်းရှိလာမယ့်ချိန်မှာ မင်းရဲ့လောကကိုရှုမြင်မှဟာလုံးလုံးလားလားပြောင်းလဲလာလိမ့်မယ်။ကမ္ဘာလောကကိုဘေးအန္တရာယ်ထူပြောတဲ့နေရာလို့မြင်မှာမဟုတ်တော့ဘူး။တန်နီးယာတွေနဲ့ပူပန်နေစရာမလိုတော့ဘူး။ကမ္ဘာလောကဟာမင်းရှိမှလုံခြုံစိတ်ချရပြီးตายရတဲ့နေရာတစ်ခုဖြစ်ပေါ်ပေါက်လာလိမ့်မယ်။ပြီးတော့မင်းရဲ့လူလူချင်းဆက်ဆံရေးကြေတနာတွေတဖြည်းဖြည်းချင်းချုပ်ငိမ့်သွားလိမ့်မယ်။လူငယ်တက်ပြင်းချလိုက်သည်။ခမရအတော်ပြောရွှင်နေတဲ့လူတစ်ယောက်ပဲ။ဒါပေမဲ့ခမရတီလား။ဒါတွေအားလုံးဟာနေကြာဘန်းတပွင့်လိုပဲ။ ။နေအောင်ကြီးကိုနေ့စဉ်ပြပြဝဝရရှိပြီးရေလုံလုံလောက်လောက်လောင်းပေးခံရတဲ့နေကြပန်းတွင်ရဲ့အတွေ့အမြင်လိုပါပဲ။မှောင်မှောင်မိုက်မိုက်နေရမှာပောက်ဖွာလာရတဲ့ဘူးသီးသလုံးရဲ့ဘဝကတော့အဲ့ဒါလိုပဲတာယာနိုင်ပါလိမ့်မလဲ။မင်းဟာအကြောင်းကြောင့်အကျိုးဖြစ်ဆိုတဲ့သဘောတရားကြီးကိုတဖန်ပြန်သွားနေပြန်ပြီ။အိုးဟုတ်တယ်။ကျွန်တော်တေချာပေါက်ပြန်သွားမိနေတယ်။စည်းကမ်းတင်းကျပ်တဲ့မိဘတွေရဲ့ပြုစုပြိုးထောင်မှုကိုခံခဲ့ရတဲ့လူငယ်ဟာ ငယ်စဉ်ကလေးဘဝကတည်းကသူ့အကိုနဲ့အမြဲနှိုင်းရှင်ခံရပြီးဖိနှိပ်တာကိုလည်းခံခဲ့ရတယ်။သူ့ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ခွင့်မရခဲ့ဘူး။သူဟာကြမ်းတမ်းနဲ့ငေါငန်းစကားတွေကိုကြားခဲ့ရတယ်။တနာစရာကောင်းတဲ့ညီငယ်လေးတစ်ယောက်ဖြစ်ရှိခဲ့တယ်။ကျောင်းမတော်မှတငယ်ချင်းရအောင်သူမလုပ်နိုင်ခဲ့ဘူး။သူ့အားလဲချိန်တိုင်းကိုစာကြည့်လိုက်မှပဲတယောက်တည်းကုံဆုံးခဲ့ရတယ်။စာကြည့်လိုက်ဟာသူ့ရဲ့တစ်ခုလေးသောခိုးလုံရနေရာလေးဖြစ်ခဲ့တယ်။ သူ့ရဲ့အစောပိုင်းချိန်တွေကိုဒီလိုနီးလန်းအားဖြင့်ကုံဆုံးခဲ့ရတဲ့လူငယ်ဟာအကြောင်းကြောင့်အကျိုးဖြစ်ရတယ်ဆိုတဲ့ကြရန်ခန့်အယူဝါဒကိုကင်ဆွဲခဲ့တယ်။သူဟာအဲ့ဒလိုမိဘတွေရဲ့ပြိုးထောင်မှုကိုမခံခဲ့ရရင် အကိုကြီးဟာဘယ်တော့မှမရှိခဲ့ရင် သူသာအဲ့ဒီအကြောင်းကိုမတက်ခဲ့ရင်သူ့မှာပုံမတောက်ပတဲ့အနာဂတ်ရှိလိမ့်မယ်လို့သူတွေးထင်နေခဲ့တယ်။ ူငယ်ဟာဒသနပညာရှင်နဲ့ဆွေးနွေးမှုမှာအတက်နိုင်ဆုံးတည်တည်ငြိမ်ငြိမ်နဲ့ရှင်းရှင်းလင်းလင်းတွေးတောစဉ်းစားပြီးဆွေးနွေးနိုင်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့အခုချိန်မှာတော့အနှစ်နှစ်အလားလားသူထုတ်ဖော်ပြသခွင့်မရခဲ့တဲ့ခံစားချက်တွေဟာပေါက်ကွဲထွက်ပေါ်လာပါပြီ။အာနာလွန်ဆွဲမှုမှသည် လက်စားချေမှုစီတို့ကောင်းပြီအကျိုးအတွက်ဖန်တီးထားသော အကြောင်းသဘောတရားနဲ့အဲ့အနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေဟာ နမရွှွန်ပိတ်ရောင်းတာလိုမျိုးပဲပြီးတော့စိတ်တန်ရာဆိုတာလုံးဝမရှိဘူးဆိုတာရောအဲ့ဒါလိုပဲပြီးတော့အတိတ်ဟာပစ္စုပန်ကိုမပြထမ်းဘူးခမည်းအဲ့ဒါလိုပဲတေချာပေါက်မြင်ထားသလားကျွန်တော်တို့ဟာကာလရန်တရားတစ်ခုကိုသုံးပြီးအတိတ်ကိုပြန်မသွားနိုင်ကြဘူးအတိတ်ဟာအတိတ်အဖြစ်ရှိနေသမျှကာလပတ်လုံးကျွန်တော်တို့ဟာအတိတ်ရဲ့ဆက်ဆက်မှုတွေအတွင်းမှာနေထိုင်နေကြရတာပဲတကယ်လို့တယောက်ယောက်ကအတိတ်ကိုတကယ်မရှိတဲ့အရာဖြစ်မှတ်ယူမယ်ဆိုရင်ဒုတိယဖြတ်တန်းလာတဲ့ဘဝတစ်ချောင်းလုံးကိုစန့်ကျင်ပြီးမြင်နေရတဲ့အတူတူပါပဲ ကျွန်တော်ဟာအဲ့လိုမျိုးတာဝန်ခံမှုမရှိတဲ့ဘဝမျိုးကိုရွေးချယ်ခဲ့တယ်လို့ခင်ဗျားဆိုလိုချင်တာလားလူတယောက်ဟာကာလရန်ရီယာကိုအသုံးမပြုနိုင်ဘူးဒါမှမဟုတ်အချိန်ရဲ့လက်တံတွေကိုနောက်ပြန်မရွှေ့နိုင်ဘူးဆိုတာကမှန်ပါတယ်ဒါပေမဲ့အတိတ်ကဖြစ်ရက်တွေဆိုတာကိုဘလို့အနက်အထိပယ်နဲ့မှတ်ယူကြမလဲအတိတ်ကဖြစ်ရက်တွေဟာအခုလက်ရှိမင်းကို ပေးအပ်ထားတဲ့တာဝန်တွေလားကောင်းပြီဆိုတော့အခုဆိုတာအကြောင်းကိုပြောကြရအောင် စောစောပိုင်းတုန်းကလူတွေဟာဒေါသဆိုတဲ့ခံစားချက်ကို ဖန်တီးယူလိုက်ကြတာလို့ခမပြောခဲ့တယ်ဟုတ်တယ်နော်ပြီးတော့အဲ့ဒါဟာအကျိုးအတွက်ဖန်တီးထားသောအကြောင်းအယူဆရဲ့အခြေခံယက်တီချက်လို့လည်းပြောခဲ့တယ်အဲ့ဒီအဆိုကိုကျွန်တော်အခုအထိလက်မခံနိုင်သေးဘူးဥပမာအဖြစ်လူအဖွဲ့စည်းပေါ်ဒါမှမဟုတ်အစိုးရပေါ်ဒေါသထွက်တဲ့ဖြစ်စဉ်ကိုခမရဘလို့ရှင်းပြမလဲအဲ့ဒါကိုရောတယောက်ယောက်ရဲ့ထင်မြင်ယူဆချက်တွေကိုရှေ့တန်းတင်ဖို့ရအတွက်ဖန်တီးယူလိုက်တဲ့စိတ်ခံစားချက်တွေလို့ပြောအောင်မလား သိကြတာပေါ့လူမှုရေးရာပြဿနာတွေကိုမခံမရနိုင်အောင် ဖြစ်တဲ့အချိန်တွေငါမှလည်းရှိတာပါပဲဒါပေမဲ့အဲ့ဒါတွေဟာရုပ်ချင်းပေါက်ကွဲထွက်လာတဲ့ခံစားချက်ဆိုတာထက်ယုတ်တိဗေဒအပေါ်မှာအခြေခံတဲ့မခံမရနိုင်ဖြစ်မှုပါပဲပုတ်ကလိကဒေါသခွင်းစားခွင့်ပိတ်ပုတ်ကလိကအာဃာတနဲ့လူအဖွဲ့အစည်းရဲ့ပြိပခတ်တွေမမျှတမှုတွေခွင်းစားခွင့်ပိတ်တရားမျှတမှုအတွက်မခံမရနိုင်ဖြစ်မှုအပေါ်မှာမခံမရနိုင်ဖြစ်မှုအကြမ်းမှာခြားနာချက်တစ်ခုရှိတယ် ပုဂ္ဂလိကဒေါသဟာမကြခင်မှာပဲပြပြောက်သွားတယ်။အခြားတစ်ဖက်မှာတော့တရားမျှတမှုတွေမခံမရနိုင်ဖြစ်မှုဟာအချိန်အတော်ကြာကြာကိုမပြောက်ပြက်ပဲရှိနေတယ်။ဒေါသကိုပုဂ္ဂလိကအာဃာတတစ်ခုအဖြစ်ဖော်ပြတာကတော့အခြားသူတွေမင်းကိုအာယုံဆိုင်အလေးထားလာအောင် လုပ်တဲ့လက်နက်ကိရိယာတစ်ခုကလွဲလို့အခြားဘာမှမဟုတ်ပါဘူး။ပုဂ္ဂလိကဒေါသနဲ့တရားမျှတမှုတွေမခံမရနိုင်ဖြစ်မှုဟာကွဲပြားခြားနားတယ်လို့ခင်ဗျားပြောတာလားသူတို့ဟာလုံးဝကိုကွဲပြားခြားနားကြပါတယ် တရားမျှတမှုအတွက်မခံမရနိုင်ဖြစ်မှုဟာလူတယောက်ရဲ့ကိုကျိုးအပ်တအကျိုးစီးပွားရဲ့အလွန်မှရှိတယ်။ဒါဖြင့်ကျွန်တော်ပုပ်ကလိကဒေါသအကြောင်းမေးမယ်။ခမည်းလဲတခါတလေတေချာပေါက်ဒေါသထွက်မိမှာပဲ။ဥပမာအားဖြင့်လူတယောက်ကခမည်းကိုဘာအကြောင်းရင်းမှမရှိဘဲနဲ့အော်ဟစ်စုပူရန်ဆလာရင်ပေါ့မဟုတ်ဘူးလား။မဖြစ်ပါဘူး။ငါဒေါသမထွက်ပါဘူး။လောက်ဆန်းမှာရွရွတတပြောဆန်းပါဗျာ။ လူတစ်ယောက်ကငါးမျက်နှာတက်တဲကြည့်ပြီးစော်ကားနေရင်အဲ့ဒီလူရဲ့ဖုံးကွယ်ထားတဲ့ရည်မှန်းချက်ကိုငါဖော်ထုတ်မယ်။မင်းကဓာတ်ရိုက်စော်ကားကျင်တာမျိုးမဟုတ်ရင်တောင်မှခြားသူတစ်ယောက်ရဲ့စကလုံးတွေဒါမှမဟုတ်အပြုတ်မှုတွေကြောင့်အမှန်ကန်စိတ်ဆိုးဒေါသထွက်ခဲ့မယ်ဆိုရင်အဲ့ဒီလူဟာအာနာလွန်ဆွဲမှုတစ်ခုကြောင့်မင်းကိုစိန်ခေါ်နေတာဖြစ်တယ်ဆိုတာကိုသတိထားပါ။အာနာလွန်ဆွဲမှု ဟုတ်လား။ဥပမာအားဖြင့်ကလေးတစ်ယောက်ကအရွယ်ရောက်ပြီးလူတစ်ယောက်ကိုအမျိုးမျိုးသော စားနောက်နည်းတွေမဟုတ်တဲ့အပြုအမူတွေလုပ်ပြီးစားနောက်လိုက်မယ်။ ငါအနေနဲ့တော့ဒီလိုစနောက်တာမျိုးဟာအာယုံစိုက်မှုလိုချင်တဲ့ရည်ရွယ်ချက်ကြောင့်ဖြစ်ပြီးအဲ့ဒီလူအမှန်အကန်စိတ်မဆိုးမိပါပဲသူစနောက်တာကိုရက်တန့်လိုက်လိမ့်မယ်လို့မြင်တယ်။ဒါပေမဲ့ကလေးဟာစနောက်တာကိုဟိုလူစိတ်ဆိုးဒေါသထွက်သည့်အထိမရက်တန့်ခဲ့ဘူးဆိုရင်သူ့ရည်ရွယ်ချက်အမှန်ကတိုက်ခိုက်ဖို့ပဲဖြစ်တယ်။သူကဘာကြောင့်တိုက်ခိုက်ချင်ရတာလဲ။သူအနိုင်လိုချင်လို့ပါပဲ။အနိုင်ရချင်အဖြစ်သူ့အာဏာကိုတတ်သိပြချင်လို့ပါပဲ။ကျွန်တော်အဲ့ဒါကိုတကယ်နားမလဲဘူး။ ခမရကျွန်တော်ကိုဥပမာလေးတွေပြပေးနိုင်မလားမင်းနဲ့မင်းတငယ်ချင်းဟာလက်ရှိနိုင်ငံရေးအခြေအနေအကြောင်းဆွေးနွေးနေတယ်ဆိုကြပါစို့မကြမီမှာပဲအဲ့ဒီဆွေးနွေးမှုကပြင်းထန်တဲ့ငင်းခုန်မှုဖြစ်လာမယ်ပြီးတော့မင်းတို့နှစ်ယောက်စလုံးကလည်းမတူကွဲပြားတဲ့ထင်မြင်ချက်ကိုလက်မခံကျင်ကြဘူးအဲ့ဒါလို့နဲ့နောက်ဆုံးမှာသူကမင်းကိုပုပ်ကိုရေးစော်ကတိုက်ခိုက်မှုတွေလှုပ်လာတဲ့အထိဖြစ်လာတယ်မင်းကငတုံးမဲလို့ပြောမယ်မင်းလိုကောင်းနေကြောင်ငါတို့နိုင်ငံကြီးမတိုးတက်တာလို့ပြောမယ်အဲ့ဒါလို့မင်းကိုစော်ကားပြောဆိုတာတွေလှုပ်လာမယ်ပေါ့ ဒါပေမဲ့တယောက်ယောက်ကကျွန်တော်ကိုအဲ့လိုတွေပြောလာမယ်ဆိုရင်ကျွန်တော်အသိခံနိုင်စွမ်းရှိမှာမဟုတ်ဘူး။အဲ့ကိစ္စမှာအဲ့လူရဲ့ယူရချက်ကဘာလဲ။နိုင်ငံရေးအခြေအနေကိုဆွေးနွေးကြတာဟုတ်သေးရဲ့လား။မဟုတ်တော့ဘူးနော်။မင်းမခံမရနိုင် ဖြစ်လာတာမျိုးကိုသူလိုချင်တာ။ပြီးတော့မင်းကိုဝေဖန်ပြစ်တင်ပြီးရန်စချင်တာဖြစ်သွားပြီ။မင်းကိုအာဏာလွန်ဆွဲမှုတွေကိုဆွဲခေါ်ချင်တာမျိုး ဖြစ်သွားပြီ။အဲ့လိုအချိန်မှာမင်းစိတ်ဆိုးလိုက်ပြီးဆိုရင်သူမျောလင့်ထားတဲ့အနေအထားတစ်ခုကိုရောက်သွားပြီ။ ပြီးတော့အဲ့ဒလိုအနေထားမှာဆက်ဆံရေးအခြေအနေတွေဟာအာနာလွန်ဆွဲမှုတစ်ခုစီကို ရောက်သွားပြီ သူဘလိုပဲရန်စသည်ဖြစ်ပါစေမင်းကအဲ့ဒီအထဲကိုပါဝင်စည်းမျောသွားစရာမလိုဘူးမဟုတ်သေးဘူးအဲ့ဒလိုစိန်ခေါ်မှုမျိုးကနေထွက်ပြေးလို့ဖြစ်ပါမလားတယောက်ယောက်ကစိန်ခေါ်ရန်စလာလို့လက်ခံဖြည့်ရှင်းတာက လုံးတဲ့ကိစ္စပဲမဟုတ်လားလိုဝဲဖြစ်ဖြစ်မှားတာကသူပဲလေအဲ့ဒီအယူကိုသူ့နှာခေါင်းကျုံဝင်သွားအောင်ထိုးပြလိုက်ရမယ်မဟုတ်ဘူးလားကျွန်တော်ဆိုလိုတာကစကလုံးတွင်နေပေါ့ အခုညင်းခုံပွဲကိုမင်းကထိမ့်ချုံနိုင်လိုက်ပြီပဲဆိုကြပါစို့နောက်မင်းကိုအနိုင်တိုက်ဖို့လုပ်နေတဲ့တစ်ဖက်လူကအားကစားစိတ်တဲ့ရှိရှိနဲ့နောက်ဆုတ်နှုတ်ထွက်သွားမယ်ပြဒနာကအာနာလွန်ဆွဲမှုတွေဟာအဲ့ဒီနေရာမှာရက်တက်မသွားတာပဲညင်းခုံပွဲမှာရှုံးနေသွားပြီဆိုတာနဲ့သူကနောက်တဆင့်ကိုတက်တော့တာပဲနောက်တဆင့်ဟုတ်လားဟုတ်တယ်အဲ့ဒါကလက်စားချေတဲ့အဆင့်ပဲအခုချိန်မှာသူဟာနောက်ဆုတ်သွားပေမဲ့ သူဟာအခြားနေရာတစ်ခုမှာနောက်ပုံစံတစ်မျိုးနဲ့လက်စားချေဖို့ကိုကြံစီနေလိမ့်မယ်။ပြီးတော့လက်တုံပြန်မှုတစ်ခုနဲ့သူပြန်ပေါ်လာလိမ့်မယ်။ဘလို့မျိုးလဲဥပမာအားဖြင့်မိမတွေဖိနှိပ်တာခံရတဲ့ကလေးငယ်ဟာစိုးသွမ်းလူငယ်တစ်ယောက်ဖြစ်လာလိမ့်မယ်။သူ့ကြောင်းဝင်မသွားတော့ဘူး။လက်ကဝတ်ကိုဓာတ်နဲ့လှီးဖြတ်တာမျိုးဒါမှမဟုတ်အခြားသောကိုယ့်ကိုယ်ကိုညှင်းမဲ့နှိပ်စက်တာမျိုးတွေသူလုပ်လိမ့်မယ်။ Friday ရဲ့အကြောင်းကြောင့်အကျိုးတွေဖြစ်လာတဲ့ဆိုတော့အယူအဆမှာတော့ ဒီကိစ္စကိုရိုးရှင်းတဲ့ចောင်းជိုးဆက်နွယ်မှုတစ်ခုလိုပဲမှတ်ယူတယ်။မိဘတွေကကလေးကိုဒီနီးလန်းနဲ့ပြိုးထောင်ခဲ့တယ်။အဲဒါကြောင့်ကလေးဟာဒီလိုပုံစံမျိုးနဲ့ကြီးပြင်းလာတယ်။အဲဒါကရေလောင်းမပေးလို့အပင်ညှို့ရတာပေါ့ဆိုပြီးလက်ညှိုးထိုးအပြစ်တင်တာမျိုးနဲ့အတူတူပါပဲ။အဲဒါကနားလေလွယ်တဲ့အနက်ပြန်ပုံလိုမျိုးပါပဲ။ဒါပေမဲ့အဒလာရဲ့အကြောင်းအတွက်ဖန်တီးထားသော အကျိုးယူဆအရာဆိုရင်တော့ကလေးကဖုံးကွယ်သိုးဝက်ထားတဲ့ရည်ရွယ်ချက်တွေကိုမေ့မထားပဲကြည်ကြတယ်။ ပြောရမယ်ဆိုရင်မိဘတွေကိုလက်စားချေခြင်းနဲ့ဖုံးကွယ်သူဝက်ထားတဲ့ကလေးရဲ့ဆန္ဒပေါ့သူစိုးသွမ်းလူငယ်လေးဖြစ်လာပြီးကြောင်းမသွားတော့တာလက်ကဝတ်ကိုလှီးဖြတ်တာဒါမှမဟုတ်အလားတူကိစ္စမျိုးတွေလုပ်တဲ့အခါမိဘတွေစိတ်ပြက်လက်ပြက်ဖြစ်ကြရတယ်မိဘတွေသူ့ကိုအကြောင်းပြုပြီးထိတ်လန့်ပူပန်ကြရတယ်ကလေးဟာပြဿနာရှိတဲ့အပြုအမူတွေကိုလုပ်တဲ့အခါမှာသူ့မိဘတွေအဲ့ဒါလိုခံစားကြရလိမ့်မယ်လို့သူသိရှိနားလည်ထားလို့ဖြစ်တယ် ဒါကြောင့်လက်ရှိရီမန်းချက် ခွင်းစားခွင့်မေးမိဘတွေကိုလက်စားချေမှုလိုမှုကိုသိမြင်နိုင်ပြီးအတိတ်ကအကြောင်းရင်းအိမ်ပတ်ဝန်းကျင်အခြေအနေကြောင့်သူထားမျိုးဖြစ်နေတာမဟုတ်ဘူးဆိုတာကိုသိမြင်နိုင်တယ်။သူပြဿနာရှိတဲ့အပြုမှုတွေလုပ်နေတာကသူ့မိဘတွေစိတ်ပြက်လက်ပြက်ဖြစ်စေဖို့လား။အမှန်ပဲ ကလေးတယောက်သူ့လက်ကဝတ်ကိုလှိဖြတ်တာကိုကြည့်ပြီးဘာကြောင့်ပါလဲဆိုပြီးဝေခွဲမရဖြစ်နေတဲ့သူအများပြားရှိကောင်းရှိနေမှာဖြစ်ပြီးသူပါလို့ဒီလိုကိစ္စမျိုးတွေလောက်တာပါလေလို့စဉ်းစားတွေးတောနေမိကြပါလိမ့်မယ်။ဒါပေမဲ့ကလေးရဲ့ပတ်ဝန်းကျင်ကလူတွေဥပမာအားဖြင့်မိဘတွေဟာအဲ့ဒါလို့ကလေးလက်ကဝတ်ကိုလှိဖြတ်တဲ့အပြုအမူကြောင့်ဘလို့ခံစားနေကြရပါလိမ့်မလဲဆိုတာကိုစဉ်းစားတွေးတောကြည့်စမ်းပါ။မင်းအဲ့ဒါလို့စဉ်းစားကြည့်လိုက်မယ်ဆိုရင်အပြုအမူတွေရဲ့နောက်ွယ်ကရည်ရွယ်ချက်တွေဟာ သူ့လိုလိုထင်ရှားထင်မြင်လာပါလိမ့်မယ်။လက်စားရှိခြင်းနဲ့ယူရကြလား။ဟုတ်တယ်။လူလူချင်းဆက်ဆံရေးဟာလက်စားချေတဲ့အဆင့်ကိုရောက်သွားပြီဆိုရင်နှစ်ဖက်စလုံးအတွက်အဖြေတစ်ခုရှာဖွေဖို့ဟာမဖြစ်နိုင်သလောက်နီးပါ။မဖြစ်နိုင်သလောက်နီးနီးဖြစ်သွားလိမ့်မယ်။အဲ့လိုဖြစ်တာကနေကာကွယ်ဖို့ဆိုရင်တယောက်ယောက်ကကိုယ့်ကို အာဏာလွန်ဆွဲမှုတွေကိုဆွဲခေါ်သွားတဲ့အခါဘယ်တော့မှလိုက်ပါမသွားလိုက်ပါနဲ့။ဟုတ်ကဲ့ပါရှင်။စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြစေနော်။ ။နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။ကျန်းမာဘေးကင်းကြပါစေ။